အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဒီနေ့ကနေပြီးတော့စုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဘောနော် ဲ့တော့ဒါကျွန်တော်တို့လာမယ့်နွေရာသီမှာဒါအာစနိုသင်းတဲ့အကြီးမားဆုံးသော overhaul တစ်ခုကိုပြုလုပ်သွားနိုင်တယ်ဆိုတဲ့သတင်းကတော်တော်လေးကိုတတ်နေတာကိုတွေ့ရမယ်တဲ့မှာပါတယ်။အာစနိုသင်းတဲ့လာမယ့်နွေရာသီမှာအခုလက်ရှိဒီနေ့ရာသီမှာတော့အာတီဒါနေတာစိတ်ပျက်စရာရာသီတခုထပ်မံပိုက်ဆိုင်ခဲ့ရပြီးတဲ့နောက်ဘက်မှာလာမယ့်နွေရာသီမှာအာတီဒါနေတဲ့သူ့ရဲ့အသင်းကိုအလုံးစုံပြောင်းလဲပစ်ဖို့အတွက်ထပ်မံပြီးတော့စူးစမ်းသွားမယ်လို့သိရတယ်မှာပါတယ်။ဒီနောက်ကမှလက်ရှိမှာဒါအာစဒရိုက်တာဖြစ်တဲ့အန်ဒရီယာဘာတာဒါခရွန်ကီတို့မိသားစုအနေနဲ့အာတီဒါဘာပဲလို့လို့အကူအညီပေးဖို့အတွက် ready ပဲဆိုတဲ့သတင်းထွက်လာခဲ့။အဲ့တော့ဒီလက်ရှိ over home မှာကစားသမားအဝယ်ကြီးပဲမဟုတ်ဘဲနဲ့ကစားသမားအယောင်တွေကိုလည်းအဓိက focus ထုတ်သွားမယ်။တချို့လာမယ့်နေရာဒီမှာဒါကျွန်တော်တို့အသင်းမှာရှိမယ်လို့ထင်တဲ့ကစားသမားတွေတော့မှာဒါကျွန်တော်တို့လက်ရှိမှာမတိကြတဲ့အနေအထားတွေကိုရောက်လာခဲ့တဲ့ဒီမှာပါတယ်။အဲ့လက်ရှိမှာဒါကျွန်တော်တို့ Arsenal အသင်းအနေနဲ့ဒါကျွန်တော်တို့ရှင်းစွဲကစားသမားတွေရဲ့ထွက်မယ့်ကစားသမားတွေကဒါနာမည်စင်းရတော်တော်လေးကိုတိကြတဲ့ကစားသမားတွေတချို့ထွက်လာခဲ့ပြီးဂျော်ကင်ဟိုကလက်ရှိမှာတိကြတဲ့အချိန်မှာ Here we go တောင်ဖြစ်သွားခဲ့ပြီးတော့ Brazil Club ဖြစ်တဲ့ Flamengo ကိုပြောင်းရွှေ့တော့မှာဖြစ်တယ်ဆိုတော့လည်းအကုန်လုံးကတိပိတာ ဖြစ်လိမ့်မယ်အဲ့တော့ဒါလက်ရှိမှာဒါကျွန်တော်အာဆနယ်သိနေတာကျွန်တော်တို့ရဲ့လက်ရှိဂိုဒမယန်ဖြစ်တဲ့နယ်တူးကလည်းဒါကျွန်တော်တို့အသင်းကနီပြရာသီကိုပြန်လည်ပြီးထွက်ခွာမှာဖြစ်တယ်ပြီးတော့ဒါကျွန်တော်ဖူဘက်ကစားသမားဖြစ်တဲ့ကီရင်တီယန်လေးကဒါကျွန်တော်7နဲ့အကျိုးသဘောတူညီမှုရထားခဲ့ပြီးတော့အသင်းကထွက်ဖို့အတွက်ဒါတီဂျာတောက်နီတီဂျာသွားတဲ့ကစားသမားဖြစ်တယ်အဲ့တော့ပြီးအာဆနယ်သိနေဒီနှစ်မှာမှာအငှားနဲ့ဒါကျွန်တော်ချက်စီအသင်းကခေါ်ယူထားခဲ့တဲ့ရာဟင်စတာလေးကိုလည်းအသင်းအနေနဲ့ဒါအပိသက်ခေါ်ယူဖို့လုံးဝစီစဉ်မရှိဘဲနဲ့သူတို့အနေနဲ့ချက်စီအသင်းကိုဒါပြန်လွှတ်သွားဖို့ရှိတယ်အဲ့တော့လက်ရှိမှာဒါတွေကဒါတီဘီးသားကစားသမားတွေပေါ့နော်ဒီတန်းမှာမှာလက်ရှိမှာ တာကျွန်တော်စာချုပ်တန်းတာကုန်ငန်းကြီးဖြစ်ပြီးစာချုပ်ကံကုန်ငန်းကြီးဖြစ်တယ်ဟုတ်ရောစာချုပ်တန်းကုန်ငန်းကြီး ကစားသမားတွေထဲမှာစာရုပ်တန်တူးမဲ့ကစားသမားတွေရှိတယ်။အဲ့ကစားသမားတွေမှာ Thomas Party ပေါ့နော် Thomas Party ကိုလက်ရှိမှာ Arsenal တင်းနဲ့စာရုပ်တန်တူးဖို့အတွက်အကြီးအကျယ်ကြိုးစားနေဖြစ်တယ်။ဒီနေ့မှာတော့ Arsenal တင်းနဲ့ဒီ Queen League အပိုင်းမှာ Thomas Party ကရေရှည်ရတာကျွန်တော်အားကိုးလို့ရတဲ့ကစားသမားတယောက်မဟုတ်ပေမဲ့ဒါရေတိုးမှဆိုရင်တော့ကစားသမားဒါတော့ defensive ကစားသမားအနေနဲ့ဒါဟိုအကူလိုရနိုင်နေတာကျွန်တော်အရင်ကစားသမားတယောက်ပဲဖြစ်ဖြစ်မလားဒါအကဲကုနာကွင်းလယ်ပိုင်းမှာလိုအပ်ချက်ကြောင့်မလို့တောမတ်စ်ပါတီကိုပဲထဲဆော်မလားဆိုတဲ့ပုံစံမျိုးကစားသမားကိုနိုင်ကလည်းလက်ရှိမှာတည်ရင်းဆွဲဖြစ်တယ်သူ ဖမ်တည်ရတော့ကိုလက်ရှိမှာဒါကျွန်တော်ကစားသမားကိုတိုင်ကလည်းတည်ကြတဲ့အတိုင်းပဲသောမတ်စ်ပါတီကဒါကျွန်တော်တို့လန်ဒန်မှာပဲပျော်နေပြီးတော့သူ့အနေနဲ့အသင်းပြောင်းရွှေ့တာတဲ့ဆိုင်သူ့အနေနဲ့ဒါကျွန်တော်တို့အာဆနယ်အသင်းမှာပဲအချိန်ကုန်ဆုံးသွားခြင်းနဲ့အာဆိုပေးတဲ့ ်အာဆနိုအသင်းနဲ့ဒီကစားသမားတို့ကျွန်တော် 1+1 ဒါကျွန်တော်စာချုပ်တက်တန်းကိုတရားဝင်ကမ်းလှမ်းသွားဖို့အတွက်ပြင်ဆင်နေပြီးတော့ဒါ Thomas Party ဘက်ကလည်းဒါကိုလက်ခံသွားဖို့ရှိတယ်။ဒါပေမဲ့လက်ရှိမှာ Thomas Party ရနေတဲ့လာဇာကတော့ဒီထက်ပိုပြီးတော့နည်းသွားမယ်ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့။အဲ့တော့ Thomas Party ကလည်းအခုလက်ရှိမှာအဓိကပြောရမယ်ဆိုရမယ်အကြောင်းအရာကဘာလဲဆိုတော့သူအနေနဲ့လောက်ခလာစာရှော့ယူသွားနိုင်မလားဒါမှမဟုတ်ကဘယ်လိုပဲဒုက္ခသစ္စာရှော့မယူဘူးဆိုရင်တော့ Thomas Party ကိုခေါ်ယူခြင်းနဲ့ Sorry Club တွေကအများကြီးရှိနေတဲ့နေရာမှာပါပါတယ်။အဲ့တော့ Arsenal နဲ့ Thomas Party ကိုဒီလာပိုင်းအတွင်းမှာ ကူကူချုပ်နိုင်ချုပ်မချုပ်နိုင်ဘူးဆိုရင်တော့ Thomas Party နဲ့ Saudi Arabia Club ကိုပြောင်းရွှေ့ဖို့ရကိုင်းလုံးညလာခဲ့တာဖြစ်တယ်။ကစားသမားကလက်ရှိမှာ Arsenal အသင်းမှာပဲရီရှီယာဆက်နေခြင်းပြီးတော့သူ့အနေနဲ့အသင်းပြောင်းမှုတော်တော်လက်တလုံးမှာအဆီဇင်မရှိတဲ့ကြောင့် Arsenal ရဲ့စာချုပ်တည်ရဝင်ကန့်သတ်မှုကိုတော့ကစားသမားကစောင့်နေစေဖြစ်တယ်လို့ပြောလို့ရမယ်တဲ့မှာပါပါတယ်။နောက်ထပ်ကျွန်တော်စာချုပ်တည်တန်းအောင်တော့ကျွန်တော်လက်ရှိမှာ ရောင်းဖို့အတွက်ကိုတော်တော်လေးကိုရေပန်းစားနေကစားသမားတွေမှာစင်ချန်ကိုပါစင်ချန်ကိုနဲ့ဒါဆိုမမဲရအာတီတိုက်ရဲ့တကယ်ကိုကောင်းမွန်တဲ့နှစ်တစ်နှစ်မှာဒါအကြီးအကျယ်ပါဝင်လာကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီးတော့မန်ချက်စတာစီးတီးကနေဂေဘရီယိုဂျီဇုစ်နဲ့ရောက်လာခဲ့ကစားသမားဖြစ်တယ်။ဒါပေမဲ့ဒီ left back နေရာမှာဒါကျွန်တော်တို့ကစားသမားတော်တော်များအသစ်တွေရောက်လာခဲ့တဲ့နောက်ပိုင်းမှာအခုလက်ရှိမှာစကယ်လီတယောက်လည်းတော်တော်လေးကိုပြန်ကောင်းလာတဲ့နောက်ပိုင်းမှာတော့စင်ချန်ကိုတယောက်ကတော့လက်ရှိမှာလာမယ့်နေရာဒီမှာကစားဖို့ဒါမိနစ်တွေလိုအပ်တဲ့အတွက်ကြောင့်အသင်းပြောင်းမှုတွေပြင်ဆင်လာခဲ့တယ်။စင်ချန်ကိုဒါကြောင့်မနစ်ကဆောင်းရတဲ့ကဘရူရှာဒေါ်မွန်နေနဲ့တရားဝင်ခေါ်ယူဖို့အတွက်ကြိုးစား ခဲ့ပေမယ့်အာဆိုတဲ့နဲ့ဒေါက်တန်းမှာလူလိုအပ်ချက်ရှိလာနိုင်ရတဲ့ကြောင့်မဇင်ချန်ကိုအသက်မှာဒါဆက်လက်ပြီးထိန်းသိမ်းခဲ့တာကိုတွေ့ရမယ့်တဲမှာပါတယ်။ဒါကြောင့်မို့ဒါဇင်ချန်ကိုအနေနဲ့လာမယ့်နွေရာသီမှာတော့ဒါကျွန်တော်အာဆိုတဲ့ကနေပေါ့ထပ်မံထွက်ခွာပြီးတော့ကျူးစောတာဖြစ်ပြီးတော့ဒီတစ်ခါမှာတော့အာဆိုတဲ့နဲ့တာစီသွားတော့မှာမဟုတ်ဘဲနဲ့သူတို့နေနဲ့သူတို့ရဲ့ level နေရာမှာ Louis Kelly ဒါကျွန်တော်တို့ဒီထက်ပိုကောင်းတဲ့ကစားသမားတွေဒါအကဲ Healing ကမယ်ရမယ်ဆိုရင် Healing product တွေထပ်ပြီးတော့သုံးမှုရှိတယ်။အဲ့တော့ဇင်ချန်ကိုကတော့လာမယ့်နွေရာသီမှာအာဆိုတဲ့နဲ့ဒါရောင်းချသွားပြီးတော့ budget တစ်ခုရငွေရှာသွားဖို့အတွက်လည်းပြင် ်ဆင်နေရုတတိနီယဒါတိရတယ်မှာပါအဲ့တော့စင်ချန်ကိုကိုတိုင်ကလည်းအာဆိုသင်းကထွက်ဖို့အတွက်ပြင်ဆင်နေပြီသူအနေနဲ့လက်ရှိမှာအာဆိုသင်းမှာသူ့အတွက်အနာဂတ်မရှိဘူးလို့ခံစားရတဲ့အတွက်ကြောင့်ဒါပြင်ခုနကအရန်ကစားသမားနေရကလွင်သူ့ကိုနေရမရလောက်တော့ဘူးလို့ခံစားရတဲ့ခံစားချက်တွေကြောင့်မလို့ဒါလက်ရှိမှာစင်ချန်ကိုတယောက်ကတော့ကျွန်တော်ရာသီကုန်ရင်ဒါအသင်းပြောင်းဖို့အတွက်တည်ကြတော့ဖြစ်ပြီးတော့အာဆိုသင်းကဒီကစားသမားရဲ့အယောင်ကနေပဲငွေပြန်ရှာသွားဖို့ရှိတယ်ဆိုတဲ့တင်ထွက်လာခဲ့တယ်အဲ့တော့ဒီနေရာမှာနောက်တစ်ယောက်ကလက်ရှိမှာဒါကျွန်တော်တို့အခုအာဆိုသင်းရဲ့ဒါကျွန်တော်ခံစားနေရမှာအရန်လူစင်းနဲ့ကစားနေခဲ့ပြီမြင်ဒါလက်ရှိ Gabriel UBO နောက်သွားချိန်မှာဒါ KWO တရား step up လုပ်လာခဲ့တာတွေ့ရမယ်။ဒါပေမဲ့ KWO ကလာမဲ့နေရာဒီမှာအယောင်စီးတင်ခံရမယ်တဲ့မှာပါတယ်ဆိုတဲ့တဲ့ထွက်ပေါ်လာခဲ့တယ်။ KWO ကိုတန်းကဒါကျွန်တော်တို့ဇင်ချန်ကိုလိုပဲမနစ်ကစောင်းရောက်ပြီးဒီနေ့မော်ဒီနေ့စောင်းရာဒီရဲ့အပြောင်းရွှေ့မှာခရဲကဒါကျွန်တော်တို့ ဂျက်ကော့ကီဝီရောအနေနဲ့သူ့ကိုဒါကျွန်တော်မှတ်မဲ့ရ AC Milan အသင်းကရောဒါ Inter Milan အသင်းကရောစိတ်ဝင်စားမှုပါသူ့အနေနဲ့ဒါအသင်းပြောင်းနေခဲ့တယ်အာဆိုတဲ့နဲ့ဒီ transfer ကိုဖျက်ပြီးတော့သူ့အနေနဲ့ဒါ cancel ပိုင်းလိုအပ်ချက်ရဒါကီဝီရောအသင်းမှာပဲဆက်နေဖို့အတွက်တောင်းဆိုခဲ့ပြီးတော့ကီဝီရောအနေနဲ့လည်းဆက်နေဖို့အတွက်ဒါတရားဝင်သဘောတူညီမှုရရှိခဲ့တယ်စာချုပ်တက်တန်းချုပ်တာမှုပဲနဲ့အာဆိုတဲ့နဲ့ဒါကျွန်တော်ဒီယာဒီကိုဝင်တော့ကီဝီရောကိုအသင်းပေးပြောင်းမယ်ဆိုတဲ့ဒါ gentleman agreement တစ်ခုကိုယူပြီးတော့ဒီ6လမှာအသင်းမှာဆက်နေဖို့အတွက်ဒါကျွန်တော်တို့ဒါတောင်းဆိုခဲ့တဲ့ဥစ္စာကိုတော့ကီဝီရောကလက်ခံခဲ့တယ်ဒါကန်ကောင်းတော့ခဲ့တာကီဝီရောနေခဲ့လို့ဘောနော်ခု ်ရှိမှာဒါခန်းစစ်နေရာမှာဒါ Givio Dan ရသွားတဲ့အချိန်မှာ Kiwi ဩတာမရှိဒီခန်းစစ်နေရာကလွတ်လွတ်နေတာဖြစ်တယ်အဲ့တော့ဒါပေမဲ့ Kiwi ဩကိုတော့လာမဲ့နေရာဒီမှာ Inter Milan အသင်းကထပ်မံပြီးတော့ကြိုးစားသွားမှာဖြစ်ပြီးတော့ Arsenal အသင်းကလည်းဒါပေါင်15တန်းနဲ့တန်း20ကြားရမယ်ဆိုရင်တော့ Jacob Kiwi ဩကိုလည်းရောင်းချသွားဖို့အတွက်ပြင်ဆင်အဲ့တော့ဒါ Arsenal အသင်းနဲ့လာမဲ့နေရာဒီမှာတော်တော်လေးကိုကြမ်းတမ်းတဲ့ overhaul တွေကိုဒါကျွန်တော်တွေ့ overhaul တွေကိုဒါကျွန်တော်ပြည်ရမယ်အကြီးအကျယ်ပြောင်းလဲမှုတွေကိုတွေ့ရမယ်ခုနကကျွန်တော်ပြောလိုက်ကစားသမားပဲ Neto ထွက်မယ် Jorginho တက်မယ် Tierney ထွက်မယ် Ryan Sterling ပြောင်းမယ် Thomas Partey ဆက်ရှိမယ်ဆို ဆိုမဲ့ဇင်းချန်ကိုဒါကျွန်တော်ထွက်မယ်ကြကော့ကီဘီယောထွက်မယ်အခုလက်ရှိမှာကျွန်တော်ပြောနေ6ရောက်ရှိတယ်ဒါအပြင်ကျွန်တော်လာမယ့်နူရတီဒီမဆောင်မင်းနဲ့ဒါဒန်ယာရှိနေုံသားလဲသူ့အနေနဲ့အသင်းကခေါ်ယူမဲ့လူသားရှိမယ်ဆိုတော့တိုမီယာဆူးကိုလဲဒါအာစတိုသင်းငင်းနဲ့ရောင်းသွားဖြစ်တယ်တိုမီယာဆူးနဲ့ဒါအာစတိုသင်းကိုရောက်ပြီးတော့ခြေစွမ်းပြမယ်မကြုံဒန်ယာကိုမကြခဏရနေတဲ့ကစားသမားဖြစ်တဲ့ကြောင့်အာစတိုသင်းနဲ့ဒီကစားသမားကိုလုံးဝစိတ်မရှိတော့ပါဘူးတိုမီယာဆူးကိုလက်ရှိမှာဒါအီတလီစီးရီးကလပ်တချို့ကစိတ်ဝင်စားနေပြီးတော့ဒီကစားသမားဒန်ယာသာပြန်ကောင်းလာခဲ့မယ်ဆိုတော့အကုန်လုံးခေါ်ယူသွားဖို့ပြင်ဆင်နေဒါပေမဲ့တိုမီယာဆူးကလည်းလက်ရှိမှာ တာကျတော့ဒန်ယာကလာမယ့်ဇန်နဝါရီလောက်ထိနားရမယ်အတွက်ကြောင့်မလို့ဒီကစားသမားကိုခေါ်ယူမယ်ဆိုရင်တော့လာမယ့်ဆောင်းပါးစီလောက်မှသာအသင်းတွေကခေါ်ယူဖို့တော့ပြင်ဆင်ခဲ့ပြီးတော့အာဆင်နယ်အသင်းနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လုံးဝဘာမှလုပ်လို့မရတဲ့အနေအထားတစ်ခုကိုဒါရင်ဆိုင်နေရတယ်ပေါ့နော်ဒါပြင်ကျွန်တော်ကစာချုပ်သက်တမ်းလေးကြံနေအခုလက်ရှိမှာလည်းအသင်းမှာလည်းဒါနေရာရနေခဲ့ပေမဲ့လာမယ့်နေရာဒီမှာရောင်းချမယ့်ကစားသမားတွေလည်းရှိရင်းဆက်ရှိပြီးသားဖြစ်တယ်အဲ့ကစားသမားတွေတော့မှလက်ရှိမှာ Gabriel Jesus ပါ Gabriel Jesus ကိုလာမယ့်နေရာဒီမှာအာဆင်နယ်အသင်းနဲ့ဈေးတစ်ခုတတ်မှတ်သွားပြီးတော့ဒါကျွန်တော်အကြီးကျယ်ဒါကျွန်တော်ရောင်းချမှုတွေထဲမှာလည်းပါဝင် သွားမယ်လို့သိရတယ်မှာပါတယ်။ KPL Jesus Score Arsenal သင်းကယူရိုတန်30နဲ့40ကြားသတ်မှတ်ပြီးတော့လက်ရှိမှာတော့ကျွန်တော် Premier League Club တချို့ကစိတ်ဝင်စားနေတယ်။ Kola Halaria ဆိုတော့ Brentford ရဲ့တိုက်စင်မှုနေရာမှာ M1 မို့သာထွက်သွားခဲ့မယ်ဆိုရင်တော့ Gabriel Jesus ကို Brentford အသင်းနေနဲ့ခေါ်ယူသွားနိုင်တယ်ဆိုတဲ့သတင်းတွေလည်းတောင်းတောင်းဖြားဖြားတက်နေတာကိုတွေ့ရမယ်တဲ့မှာပါပါတယ်။အဲ့တော့ Gabriel Jesus လာမယ့်နေရာဒီမှာအသင်းကထွက်မယ်ကစားသမားတွေကဒါပါတယ်မှာ။အဲ့တော့ ဒီကစားသမားတွေကထွက်မယ်ဆိုအကုန်လုံးနာမည်ထွက်ထားပြီးသားဖြစ်ပြီးတော့တိပြီးသားကစားသမားတွေလည်းဖြစ်တယ်ဒါပေမဲ့အခုလက်ရှိမှာ overhaul ထဲမှာပါလာနိုင်တဲ့ကစားသမား2ယောက်ရှိတယ်အဲကစားသမားတွေကတော့ Leandro Trossard နဲ့ Martin Deli 2ယောက်တဲကတစ်ယောက်ကို Arsenal သိနေနဲ့ဈေးကောင်းရမယ်ဆိုရင်တော့ရောင်းချပေါ့မယ်လို့သိရတယ်မှာပါတယ်ဒါပေမဲ့ကျွန်တော် Arsenal သိနေအခုလက်ရှိမှာ Martin Deli ကိုအချိန်ပေးတာကကုန်လွန်ကာခဲ့ပြီလို့ခံစားမှုတွေရှိတယ်အဲ့တော့ကြောင့်မို့သူတို့နဲ့ Martin Deli ကိုလည်းလာမယ့်နေရာဒီမှာဒါကျွန်တော်တို့ရောင်းချသွားမယ်ဆိုတဲ့သတင်းတွေလည်းတောင်းတောင်းဖျားဖျားတက်နေတာကိုတွေ့ရမယ်အဲ့တော့ပြောချင်တာက Martin Deli ကိုလက်ရှိမှာ ာဆုံတဲ့နေနဲ့ဈေးကောင်းတစ်ခုရမမေးဘူးပေါ့နော်ပေါင်ပန်း80ပေါင်တန်း80ပတ်ချာလေဝင်းကျင်ကြသူတို့ဒီနေမျောမဲ့ဒါပေမဲ့တကယ်တဲ့ market value ရဒါကျွန်တော်တို့ Gabriel Martinelli နင်းနေခုလက်ရှိမှာဒါကျွန်တော် Euro 55သန်းသာရှိတယ်အဲ့တော့တကယ်တော့ခေါ်ယူမဲ့ club တွေကတော့ဒါကျွန်တော်တို့ Martinelli ကိုစိတ်ဝင်စားနေတာအများကြီးရှိတယ် Martinelli ကိုခုလက်ရှိမှာအကဲအသားအရင်အသင်းကနေတော့တကယ်အယောင်စီးတင်ခဲ့မယ်ဆိုရင်ဒါကျွန်တော် Saudi club တွေကလည်းခေါ်ယူဖို့တော့စိတ်ဝင်စားနေတယ်ဒါကြောင့်မလို့ပေါ့နော် Martinelli ကဒီအပြောင်းရွှေ့ရဲ့ဒစိတပိုင်းများဖြစ်သွားနိုင်မှာဒါမှမဟုတ် sorry ပါ Liano Trossard အနေနဲ့ကဒီနေရာမှာအပြောင်းအရွှေ trade time ဖြစ်သွားနေအဲ့တော့ Liano Trossard လာ Martinelli လာဘယ်သူကအာဆုံးသင်ကနေနောက်ဆုံးထွက်ခွာသွားမှာဆိုတချက်တော့စောင့်ကြည့်ရမယ်တော့ပါပါတယ်ဒါတော့ပါပဲဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 point ဆိုတဲ့ TV4U တို့မှာကျွေးလူစားပါကိုကြည့်လို့ရပါတယ်အောက်က Goben နေထဲမှာလည်း Youth Sport Media 3 point ဆိုတဲ့ TV for you လေးလေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မဆော့ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးပြီးကျွန်တော်အားပေးလို့ရပါတယ်မြန်မာလက်ကလက်ဖို့မမေ့ကြပါနဲ့အောက်က comment တွေထဲမှာလည်း youth sport media 3 point ဆိုတဲ့ TV for you ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မဆော့ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးပြီးကျွန်တော်အားပေးလို့ရပါတယ်မြန်မာလက်ကလက်ဖို့မမေ့ကြပါနဲ့မြန်မာကလက်မှာမြန်မာနိုင်ငံမှာဖြစ်ပါတယ်အားလုံးမကြွတူမှာကောင်းမွန်သောနေ့လေးတွေဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှ AC တွေ့ကြတာပေါ့ဒေးပါဗျာ